ရှုအစ်စ်အကောင်ဩဇာလောက်ပြီးလားတန့်ရှင်းရေးလောက်ပြီးလားဘယ်တရှုနဲ့တန့်ရှင်းရေးလောက်အရင်ဆုံးဒီမှာကြည့်ဒါတို့မင်းတို့ကအစ်စ်တွေဆိုတော့ဒီမှာကြည့်နော်အရင်ဆုံးဝမတကောင်ဒါမြိုင်ဆော့နေဆော့နေဆိုလို့ရှိရင်ဒါတွေကဆော့အကူရမနည်းညတစ်ချိန်တင်ပြီးပြီနော်ဒီကောင်ကအဝက်ကိုကြည့်တမနီကအကူရတစ်ချိန်တင်သွားပြီးပြီဒါဒုတိယအချိန်အကူရဆက်တင်ပါနော် ဒုတိယအကြိမ်တင်မဲ့ဝက်ဖြစ်တဲ့ကြောင့်ဒါအကိုရောအရင်ဆုံးမြိုင်သားမတင်ခင်မှာမြိုင်စိတ်ကိုနှိုးဆော်ပေးရတယ်။ PND တစားကိုသားမတင်ခင်မှာတစားကိုတန့်ရှင်းကောင်းအရင်ဆုံးလောက်ရတယ်နော်။ဒီတစားမှာညစ်ပတ်နေရဆိုလို့ရှိရင်မျိုးထိုးလိုက်ရင်အဲ့ဒီတစားမှာရှိတဲ့ချီးဘတ်တို့ဘာတို့ကဒီတအိမ်ထဲကိုဝင်သွားမယ်။တအိမ်ထဲကိုဝင်သွားလို့ရှိရင်တအိမ်မတန့်တာတွေပါဖြစ်တတ်တယ်ဟုတ်ပြီနော်။ကြားနော်။အဲ့ကြောညီလေးတို့အစ်စ်ရောက်လာတဲ့ဒါတို့ကမျိုးထိုးနေကြနော်။ဒီဒီကောင်လေးကမျိုးထိုးနေကြဟုတ်ကြနော်။ အဲ့ကြဒီမျိုးမထိုးခင်မှာကြိလောက်တာဒါမျိုးမထိုးခင်မှာအရင်ဆုံးလောက်ကမယ်တော်ဟိုဘက်ကတက်ကြည့်နော်မျိုးမထိုးခင်မှာသူ့ရဲ့မြိုင်စိတ်ကိုလှုံ့ဆော်ပေးပါနော်ဟုတ်ပြီနော်ဒီဒီဒီပောင်ရင်းနေပောင်ဆက်တွေသူအဓိကကင်နေတဲ့ဒါမျိုးမထိုးခင်မှာသူ့ရဲ့သူ့ရဲ့မြိုင်စိတ်ကိုသူတို့ဘလို့လှုံ့ဆော်တာဝမ်းမမြိုင်စိတ်ဟွာဖြစ်လာအောင်လို့နော်တက်ဖြီးစရာမလိုဘူးတက်ခုန်စရာမလိုဘူးနော်အခုပြရတော့ပေါ့လားတတို့အဲ့လိုမျိုးမြင်ထားတယ်တွေ့ထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါတွေကိုဖြောက်ပြဘာလို့ဆိုနောက်ခြေတော့တွေအခက်မသိလို့ရှိရင်နောက်ခြေတော့တွေဟာဖြစ်သွားနိုင်နော် အကိုတို့ဒီဒီကောင်ကိုသူ့ရဲ့မြိုင်စိတ်ကိုနှိုးစော်ပေးမယ်။မြိုင်ရဲ့နေထားတာဒုတိယအချိန်တင်မှာပေါ့ဒီဝမတွေကနော်။မနီညာပထမတစ်ချိန်ပြင်ပြီးွားပြီ။ဝတ်ထုမင်းတန့်ရှင်းရေးလောက်ပြီးလားဟမ်အဲတန့်ရှင်းရေးလောက်ပြီးရမျိုးထိုးဖို့လို့ အဒီကဒါရီကနောက်ပိုင်းအကူရောဖြည်းဖြည်းချင်းတင်မယ်အခုလောစစရာတအားတော့မင်းတို့ဒီရောစာလုတ်ပုံနဲ့စနစ်လေးတွေကိုအရင်ဆုံးဘာဘာဘာလုတ်တယ်ဆိုတာအရင်ကြည့်တာနော်မဒမ်းမဖြစ်တဲ့အတွက်ကြောင့်မို့ဒါရီကဝက်မဒမ်းမတွေနော်မဒမ်းမဖြစ်တဲ့အတွက်ကြောင့်မို့လို့အကူရောဒီဒီကောင်သုံးမယ်နော်မဒမ်းမဖြစ်တဲ့အတွက်ကြောင့်ဒီကောင်သုံးတယ်အသေးပေါ့ခေါင်းအသေးဝက်အုံမဆိုရင်ဒီခေါင်းကအကြီးကြီးဖြစ်နေမယ်နော်ပြီးရင်နှစ်ဆင့်ဒါမဒမ်းမဖြစ်တဲ့အတွက်တဆင့်အဲ့ဒီတဆင့်မှာမှနှမျိုးရှိတယ်အလိန်ရှိတယ်ဒီလိုအတုံးရှိတယ်အလိန်ဒီမျိုးမထိုးတဲ့အန်ဒီရယ်များတယ် ဒီတက်ကြောင့်မို့အလိန်ရောမတုံးဒီထိတ်တုံးကိုတုံးတယ်နော်ဒီကောင်ဆိုလို့ရှိရင်အကိုရောအန်ဒီရမမြောက်ကြိုက်တယ်လို့ထိုးမထိုးတတ်တဲ့လူဆိုလို့ရှိရင်လည်းအန်ဒီရကင်းတယ်တအိန်နေရံနေတော့မထောက်ဘူးဒီကောင်ကနော်အလိန်ရကြတော့အခက်မသိလို့ရှိရင်တထိုးမိတတ်တယ်ဘာလို့ထိတ်ချွန်ကြီးဖြစ်နေလို့နော်ဒီဟာလေးကိုသတိထားရမယ်ရော့တေချာကြည့်တာတို့နောက်ပိုင်းကြလို့ရှိရင်မင်းတို့ဓာတ်တွေလောက်ကမှာနော်โอเคအမှဂျေတုံးမယ်เนาะပြီးလို့ရှိရင်ဂျေတုံးမယ် ဒီမှာကြည့်ဘူးကိုရေနွေးနဲ့ရေအေးလေးနဲ့ပပလေးစိမ့်ထားတယ်မျိုးရည်ဘူးကိုဒီထဲမှာဒါလူရည်ချိုးလို့ရတဲ့လောက်ရေနွေးလေးပဲအရန်နဲ့ဘာဘလောက်တွေဘာတွေချိန်ရမလို့ဘူးမျိုးရည်ဘူး80 80ကြီးတွင်းလာရင်ဆောင်းတွင်းကာလာဖြစ်တယ်မျိုးမျိုးရည်ဘူး80 80ကြီးတွဲတွင်းလာရင်ဝမ်းမချမ်းမကြီးမကောင်းပါဆိုလို့နော်ဒီအတွက်ကြောင့်မျိုးရည်ဘူးရဲ့တအားအေးနေတဲ့အရှိကိုနည်းနည်းလေးလျှော့ပေးတာနော်ဒီလိုစိမ့်ထားတယ်ပြီးမျိုးထိုးမှနဲ့ဘာနဲ့မျိုးထိုးတန်ထိုးမှနဲ့ကြည့်စထိုးမယ် အပုံနည်းနည်းလေးစောင်းပြီးတော့လေးလက်မလောက်ထိုးထဲလိုက်။နော်ဘာမှစဉ်းစားနေစရာမလိုဘူး။ဘာလို့လဲဆိုတော့ C8 ထဲကိုထဲလိုက်တဲ့အခါ C8 ထဲရောက်သွားမှာဆိုလို့ C8 ရှိရယ် C8 နဲ့ဟာနဲ့ကသူကဒီပုံစံမျိုးရှိရယ်လက်မဘက်က C8 နော်လက်ညိုးသွားတဲ့ဘက်ကတည်းကမျိုးထိုးတန်သွားတဲ့ဘက်အဲ့ဒါအစားပါတအိမ်ဘက်သွားတဲ့လမ်းကြောင်းနော်အဲ့ဒီအတွက်ကြောင့်မို့အပေါ်လေးကိုပပလေးထောင်ထိုးရတယ်တက်တက်ထိုးလိုက်လို့အခက်မသိရင် C8 ထဲကိုထိုးဝင်သွားပြီးတော့ C8 ပေါက်သွားမှာဆိုလို့ဟုတ်ကဲ့နော် ထိုးကြည့်မယ်ထိုးကြည့်ပြီးရင်သူလိုလားဖြည်းဖြည်းချင်းညင်ညင်တတထိုးမယ်နော်တအားနဲ့စောင့်ဆက်ပြီးထိုးပြတာမဟုတ်ဘူးတိလားညင်ညင်တတထိုးမယ်သူကဘဏ္ဍလမရောက်တယ်ဆိုတာထက်ကိုသူ့ရဲ့အနေထားထိုးတဲ့အတွေ့အကြုံရသွားလို့ရှိရင်ဒီကောင်တွေကဥစ္စာပေါ့ဟိုပို့ပြီးတော့တိကျလာပေါ့ဒါထိုးမယ်ထိုးပြီးလို့ရှိရင်တဏျာရောက်တဲ့ချိန်မှာသူ့ကိုဘယ်ညာလှဲ့ကြည့်ဒီမှာကြည့်လာဘယ်ညာလှဲ့ကြည့်ရင်ဒါတင်းနေပြီလာကန်ကြည့်မင်းတို့နဲ့ကဘယ်ညာလှဲ့ကြည့်တင်းနေပြီနော်ဟုတ်ပြီညီလေးကန်ကြည့်ဘယ်ညာလေးကိုလှဲ့ကြည့်တင်းနေလား တင်းနေလားညှက်ထားပြီเนาะဒီကောင်ညှက်ထားပြီအနောက်ပြန်ဆွဲကြည့်အနောက်ကိုပပလေးဆွဲကြည့်တင်းနေပြီเนาะအကယ်၍တခါတလေကြာရင်ဆာဗစ်ထဲကိုထိုးလိုက်တဲ့အခါမှာဒုံးဆိုခြောင်တဲ့နေရာထိဝင်သွားတတ်တယ်ခြောင်နေလို့ရှိရင်အตาလေးနောက်ပြန်ဆွဲကြည့်ပြန်တက်ထားတယ်ခြောင်နေတဲ့နေရာထိရောက်သွားရင်ဒီကောင်မျိုးကြီးကပြန်ရှန်ကြလာဟုတ်ပြီเนาะအဒါဒါဒီသတိထားဖို့လိုပဲပြည့်တဲ့မျိုးကြီးဘူးတက်မယ်เนาะ နံပါတ်2တစ်ချက်ကတတို့သိထားဖို့ကဝမကိုမြိုင်စိတ်ကိုအရင်ပြန်ပြီးတော့ဆွာပေးမယ်နော်နှိုးမယ်မြိုင်စိတ်ဆွာပေးမယ်ဆွာပေးပြီးဒီကြောကုန်းပုတ်ပေးမယ်ဒီနေရာတွေအဓိကနော်တရားဝတ်သူနဲ့တွေ့တဲ့အခါမှာဒီကောင်နေအရင်ဆုံးထိုးရဒီနေရာအဲ့ဒီအတွက်ကြောင့်မို့ဒီနေရာတွေကိုဝတ်သူထိုးတော့အဲ့လိုမျိုးနဲ့တွန်းပေးတာပေါ့နော်တွန်းပေးမယ်ပြီးကြလို့ရှိရင်မျိုးထိုးမယ်မျိုးထိုးပြီးဆိုတော့အလုံးသေးချစနစ်တကျလို့ဒီရေထဲမှာရေနွေးလေးချက်သိန်းနွေးလေးစိုက်နှားမယ်တစားကိုတန့်ရှင်းရေးလုပ်မယ်ပြီးရင်6အောင်ပြန်တော့မယ်

ဘာလို့အဓိကကဒီမျက်မြင်အရင်လို့တယ်ဟုတ်ပြီလားမျက်မြင်မင်းတို့မြင်ပြီးဆိုတမ်းပြီးတော့အကူတို့ပေးမထိုးဘူးချက်ချင်းပေးမထိုးဘူးဒါတော့နော်ဘယ်လောက်မင်းလှုပ်တဲ့နဲ့မင်းအကူချမ်းမှာလှုပ်တဲ့နေဩဇာပေါ်မှာမူတည်ပြီးတော့အကူတို့ကဟိုမင်းတို့ရဲ့လှုပ်ရည်ကံရည်ပေါ်မှာမူတည်ပြီးတော့တဖြည်းဖြည်းပါဒါပေမဲ့အများအန်းအကျိန်းတိုင်းမင်းတို့ကြည့်လို့ရမယ်မျက်မြင်လို့တယ်နော်မျက်မြင်မှာမင်းတို့ကောင်းကောင်းသဘောပေါက်သွားလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်အရာအလုံးကတဖြည်းဖြည်းချင်းအဆင်ပြေလာလိမ့်မယ် မတိကြရင်ကိုဘကမတိကြဘူးရှင်လို့ရှင်ဟောတိကြအောင်ထဲ့နော်ဒီမှာလာကြည့်အကိုပြောမယ်ဒီကောင်နဲ့ဒါကဒီဥစ္စာပေါ့နော်စပြီးတော့ဒါဟို6လသမီးစဝင်ကစမဒမ်းမစဝင်ပြီးတော့အကိုရောဒီဘော်တင်ပြီနော်မဒမ်းမဖြစ်လာရင်အကိုရောဒီဘော်တင်မယ်တင်ပြီးလို့ရှိရင်သူတို့ကိုစပြီးတော့ဒီမျိုးစာစကြွေးမယ်ပြီးတကောင်ချင်းစီရဲ့ဘော်ဒီပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ ကိုအလေးချိန်မှမှမူတည်ပြီးတော့ကိုတို့ကဟိုတော့ဝါရင်ဝါသလိုငယ်ငယ်သလိုတိုးကျွေးမှာဒါကြောင့်တကောင်ရင်းစီလာခွဲပြစ်တာအုပ်စုလိုက်မထားဘူးတော့ပေါ့လားမသိပိတ်နေဝါမဆိုလို့ရှိရင်ကိုတို့ကတိုးကျွေးမယ်တအားဝါနေတဲ့ဝါမဆိုဒီချိန်မှာရှော့တော့မယ်6လ9လ8လ2လအတွင်းမှာကိုတို့အစာကစားမယ်နော်အခုပြောတော့ပေါ့လားမသိ9လနဲ့8လအနှစ်2လအစာကစားမယ်ပိတ်နေဆိုတိုးကျွေးမယ်တင့်ကျွေးမယ်ဝါနေဆိုရှော့ကျွေးမယ် အကိုပြတော့ပါနော်အဲ့ကြောင့်6လသမီးဆိုတာနဲ့အကိုတို့စပြီးတော့ထည့်ပလိုက်တယ်ဒီမှာနော်ဒါတွေဆိုလို့ရှိရင်သူအစင်လိုက်ဝမ်းမတွေကကိုဝင်ရင့်နေဒီမှာစကြည့်ရင်ဒီဝမ်းမကဒီအတန်းအားလုံးထဲမှာဟိုးထိတ်ထိတ်မှာဒီဝမ်းမအရင်ဆုံးစပေါက်မှာနော်သူ့ကိုမကြခင်သူကဟိုဘက်ကိုတက်တော့မှာဒါသူသူပြီးရင်သူသူရက်အရင်ဆုံးသူပြီးရင်သူကရက်အရင်ဆုံးပြီးရင်ဒီကောင်မရက်အရင်ဆုံး နော်တဆင်ချင်းစီတဖြည်းဖြည်းဒီဘက်ရောက်လာလေလေရက်ကနှုတ်သွားလေလေဖြစ်လာတယ်နော်အဲအစင်လိုက်နှုတ်သွားမယ်ရက်ကနော်နှုတ်သွားမယ်ဒီဘက်ထိတ်ရောက်လာရောက်လာမယ်ရောက်လာမယ်ရောက်လာမယ်ဒါဒါဆိုအခုမှတစ်ခါပြက်ဒီနာလေးမှာအဲဒီကောင်မရက်20ကျော်နော်ဒီကောင်မရက်20ကျော်ပြီဒီကောင်နဲ့ဒီကောင်နဲ့ဂျားထဲမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါတည်းကတားတင်ထားတယ်ရက်20မပြည့်သေးဘူးအောင်မအောင်မသိသေးဘူးမအောင်နဲ့အောင်မအောင်မသိသေးလို့ဒီဘက်ကိုလာမကတ်တယ် ကက်ရင်ကက်ရင်နဲ့ဒီဘက်ကိုပြည်သွားမယ်ဒီဘက်ကိုပြည်ပြီးမှဟိုဘက်ကခြောင်လာမယ်ဟိုဘက်ကခြောင်လာတော့ဟိုဘက်ကတားမအောင်သေးတဲ့ဟာတွေဟိုဘက်ကိုဆက်ဆက်ထည့်မယ်အကိုပြောတော့ဘာလာမေးအောင်လာပြီးစရင်ဒီမှာစီနီယာလိုက်ထိုးစီနီယာလိုက်ထိုးစီနီယာလိုက်ထိုးထိုးရင်ထိုးရင်နဲ့နောက်ပိုင်းကျဒီမှာအားလုံးပြည်တဲ့အစင်လိုက်ထည့်မယ်ဒီထိတ်ကပြည်သွားရင်ဟိုထိတ်ကပြန်ဆမယ်နော်အခုပြရတော့ပေါ့လားမသိဘူးဒါတွေကစနစ်စာအဲ့ဒါပဲနော်ပြီးဒီအရှိမထားတဲ့ကတ်တွေရှိရယ်တကောင်ချင်းတကောင်စင်းစီရယ်ကတ်တွေရှိရယ် အာလောစာတွေရှိရယ်အမှတ်သားတွေအဲ့ဒါတွေအကုန်လုံးကိုတို့ကတေချာဖြစ်တာနောက်ကျရင်တဖြည်းဖြည်းချင်းတင်ပေးမယ်နော်အဲ့ဒါရအဲ့ဒီကိုပြန်လာနော် ဒါအဓိကဟိုအနေကြာလာပြီဆိုလို့ရှိရင်ဒီပညာတွေရအောင်သူတို့ကလည်းခုနပြောလို့အခုစီမှာအနေကြာလာလို့လောက်တက်ကြာလာဆိုတာဒါတွေကသူတို့ကလည်းသူတို့ကဖြစ်လာပဲเนาะတင်ပြီးရဲ့ဆိုအခုပြတော့ပေါ့လားမသိဘူးဒါကြောင့်မို့အလုပ်တစ်ခုပေါ်မှာဟိုစားပေါ့စေတနာရဲ့စိတ်ရဲ့ရည်ရှိလောက်ဖို့ပဲအရေးကြီးရဲ့နင်းเนาะဘာရှိဆိုတော့ဒီထဲမှာအကိုတို့ပစ္စလကအကိုတို့လည်းမွေးနေရမဟုတ်ဘူးเนาะဒီထဲမှာစနေရဟိုဘက်ရရင်ပူဆိုးတယ်ချက်ကြီးရရင်ပူဆိုးတယ်เนาะ ါဒီဒီကောင်မတွေဆိုလို့ရှိရင်ခေါင်းနာတော့ဒါတအုပ်သေးနော်ဒါပေမဲ့အကောင်နည်းနည်းလေးဩစာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုကခြံထားခဲ့မယ်နော်ခြံထားခဲ့ပြီးတော့တို့ဒီမှာပါဖြစ်တာနော်ဒါအကအစာတို့ကစပောင်းကဒီဒီကောင်တွေကဘာဖြစ်လို့ကမဖြစ်တာလဲမင်းညဒီဝက်အုပ်တွေကိုပောင်းတဲ့အခါဒါဝက်အုပ်ပောင်းတယ်နော်ပောင်းပြီဆိုလို့ရှိရင်ညပိုင်းမှာအကိုတို့ကပောင်းတယ်ပောင်းဆိုတို့ကတကောင်နဲ့တကောင်ကိုက်အောင်မှာဟိုသူကအုပ်ကိုမတူညီတဲ့ဝက်အုပ်နှစ်အုပ်ကိုလာပောင်းတဲ့အခါကျရင်အကိုတို့ကကိုက်တယ် ကိုက်တဲ့အခါကျလို့ရှိရင်အတက်နိုင်ဆုံးဝက်အုပ်နှစ်အုပ်ပေါင်းတော့မယ်ဆိုရင်အတက်နိုင်ဆုံးအရွယ်တူတဲ့ဝက်အုပ်နှစ်အုပ်တက်တန်းအရွယ်တူတဲ့ဝက်ဝက်အုပ်နှစ်အုပ်ကိုပေါင်းတယ်အဲ့ဒီပေါင်းတဲ့အချိန်မှာညပိုင်းသို့မဟုတ်ညပိုင်းမှာပေါင်းတာအကောင်းဆုံးပဲသူတို့နှစ်အုပ်ကိုပေါင်းမယ်မကတ်အောင်ခဏထိုင်ဆောင်မယ်ပြီးရင်မီးကုန်ပိတ်မယ်သူတို့ခဏအဲ့တော့တယောက်နဲ့တယောက်အနှံ့ရှင်အောင်တကောင်နဲ့တကောင်အနှံ့ရှင်အောင်ရတယ်ကိုက်ရင်ခဏပဲနေခင်ဘက်မှာတပေါင်းထားရင်တနေကုန်ကိုက်နေမယ်တိုက်နေတော့အစာကွက်တွေပါရင်နဲ့တိုက်မိခိုက်မိပြီးတော့ခြေောက်တွေနာတာဖြစ်တတ်တယ် သို့တော်ဒီလိုတအုပ်နဲ့တအုပ်ပေါင်းတဲ့အတွက်ကြောင့်မဆက်ဆက်ချင်းပေါင်းတဲ့နေ့မှာအစာစားပြတ်တယ်တကောင်နဲ့တကောင်ရှိန်နေရယ်အကိုတို့ရိုက်ထားနရွက်လေးတွေရိုက်ထားတာရှိတယ်နော်ရှိတော့တကောင်နဲ့တကောင်ရှိန်နေရယ်ဒါတရက်နှစ်ရက်နေသူတို့ကလည်းသူတို့ဒါလောလောဆယ်တော့အုပ်စု꿰ပြီးနေရပါဗောနောက်ပိုင်းကျရင်တတူပြန်ပြီးတော့ပေါင်းသွားလိမ့်မယ်နော်ပေါင်းလို့ရှိရင်ညပိုင်းမပေါင်းပေါင်းရင်ညပိုင်းမပေါင်းရမယ်ဝက်ပေါင်းရင်ညပိုင်းမပေါင်းနော်နေခင်ဘက်ကိုပေါင်းလို့မရဘူးဘာလို့ဆိုအပူချိန်နဲ့ကြိုက်တာနဲ့မောပြီးတော့တည်တတ်တယ်နော်အဲ့အမောဆို့ပြီးတော့ခိုက်ပြီးတော့အဲ့လိုမျိုးဖြစ်တာရှိရယ် ဒီကောင်နေဆိုဒါအခုချိန်ထိဒီဘက်ကကောင်ကဟိုဘက်ကိုသွားပြီးတော့ရှုံသွားတဲ့ကောင်ကနိုင်တဲ့ကောင်ဘက်ကိုသွားမကတ်ရဲဘူးမကတ်ရဲတော့အဲ့ပထမတည့်ရက်နေ့ရက်မှာရေမတောက်ရဲတာတို့အစာတော့ဝင်မနိုင်ရဲတာတို့ဖြစ်သွားတယ်နော်ဒါနောက်ပိုင်းမှာအသားပြန်ကြပြီးတော့သူလည်းပတ်သွားတယ်။ဒီဒီမှာဒါမီးသီးတွေနော်ဒီကောင်တွေကအပူပေးမီးသီးတွေနော်ဝက်200250ရှိမယ်။ဒီကောင်လေးတွေကဒါခွဲကစားဆိုတော့ကျင်းသေးပေါ့ဒီအနွေးပေးထားရမယ်နော်။ မပေးလို့မရအောင်เนาะဒါတာခွဲကစားလေးတွေအကုန်လုံးကကျိတ်သေးပေါ့အနှွေးပေးထားရမယ်ဟိုရာသီဥတုသူ့အနဲ့သူ့မှန်လာပြီဆိုလို့ရှိရင်တော့အကိုကမလို့ဘူးเนาะရာသီဥတုမှန်လာပြီဆိုမလို့ဘူးအနှွေးပေးထားရမယ်ကောက်ရိုးခင်းထားပေးရမယ်ဟုတ်ပြီเนาะတော်တော်ဒီမှာလာကြည့်အိုက်ကောင်တွေကခွဲကစားလေးတွေပြဘာမှမရှိသေးဘူးเนาะတရက်နှစ်ရက်ပဲရှိသေးရယ်။အော်ဒီကောင်တွေက ပွင့်လင်းပြတာရက်40ရှိတော့မယ်နော်အဲဒီလိုဆိုတဖြည်းဖြည်းနေနဲ့တို့ကဖျက်လာတယ်ဒါပေမဲ့အကိုတို့ကနှစ်လသားလောက်ထိအကိုတို့ကတကယ်လို့အေးမယ်ဆိုရင်နူးနူးထွေးထွေးထားမယ်နော်နှစ်လသားလောက်ထိကိုနူးနူးထွေးထွေးထားမယ်အဲကျတော့ညီလေးတိပူရတော့ကကိုဘထိတ်ဆုံးလိုင်းဒီအကိုတို့ကမျိုးဝမကိုဝန်ဆောင်နဲ့မျိုးထိုးမယ်ကိုဝန်ဆောင်နဲ့လိုင်းအဲ့ကိုဝန်ဆောင်နဲ့ကာလမှာအကိုတို့ထည့်ကျွေးရတဲ့ဆေးရှိတယ်နော်ဘာတွေဘာတွေကျွေးတယ်အစာကိုဘယ်လိုပုံစံကျွေးတယ်နော်ဒီဘက်ကသားဖွားလိုင်း အခုဆေးနဲ့ပတ်သက်လို့ရှိရင်နည်းနည်းရှုပ်မှာကဒီနှစ် line ပဲရှိရနော်လာအဲ့ဘက်ကိုလိုက်ရဒီအပေါက်လေးတွေမှာတို့ကသားဆခွဲလာပြီဆိုလို့ရှိရင်တို့ကအစာတန်းပြီးတော့မကောက်အကောက်နည်းနည်းနှေးတယ်ဟုတ်လားတို့ကောက်ချင်တဲ့အချိန်ထထကောက်တာကောက်ချင်တဲ့အချိန်ထထကောက်တဲ့အတွက်ကြောင့်တို့စားချင်တဲ့အချိန်စားလို့လွယ်အောင်လို့ပပပပချင်းထည့်ပေးရတအားပြုံထဲလာရင်ချီးပန်းမှာ เนาะတအားနေပြုံထဲ့ပြီးတော့မတရားကျွေးပလိုက်ရင်ချိပတ်မယ်အဲကြောသူတို့စားကျင်တဲ့အချိန်မှာအချိန်မှန်လေးစားလို့ရအောင်လို့ပပပပနည်း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 ကျွေးသွားဟုတ်ပြီနော်ဒါဆိုရင်ဒီကောင်မကပောက်ခံနေနေပောက်ဖို့ဒီစင်မော်ရောက်လာတယ် ဆေးဘာဆေးမှမရှိဘူးဆိုလို့ရှိရင်တက်တက်ဆိုလို့ရှိရင်ဝမယူမွေးစင်မတင်ပြီးဆွေရက်ကြီးပြုတ်ရည်နဲ့ရေချိုးပေးရမယ်နော်ဆေးရက်ကြီးပြုတ်ရည်နဲ့ရေချိုးမလားအကူတို့အိုင်ိုရောနဲ့ချိုးမလားပြီးရင်ဝဲဆေးရှိသေးရဲ့ဝဲဆေးနော်အကူတို့အရင်ကဝဲဆေးဒီကောင်ကတော့ဆေးနည်းနည်းဈေးနည်းနည်းကြီးတယ်ဝဲဆေးနဲ့ဒီကောင်စုတ်တန်နဲ့တုတ်ပေးရမယ်နော်ဝဲဆေးတွေဝဲတွေချွတ်အဓိကဝမကြီးကဟိုတန်းနေပါမပဒီဥစားမဖြစ်အောင်လို့ပေါ့နော်အမွေးကျွတ်တဲ့ရောဂါတို့ဝဲတို့ပါတို့ပါမလာစေချင်တာနော်ပြီးရင်နို့အုံတွေတန့်ရှင်းအောင်အမြဲတမ်းထားပေးရမယ် ပေါက်ခံနေဝမကိုပေါက်တော့မယ်သူပေါက်ဖို့အရန်နဲ့ဟန်ဆိုင်းပြင်းနေပြီဆိုင်းပြင်းနေဆိုတဲ့အချိန်မှာအကိုကရေချိုးမယ်အေးတဲ့ရာသီဥတုဆိုရေနွေးလေးနဲ့ချိုးမယ်နို့အုံနေတေချာတန့်ရှင်းမယ်ဒါမှဝက်ကလေးပေါက်လာတဲ့အခါကျရင်အကိုက ready ဖြစ်နေမှာဒီဝမကเนาะအကိုပြတော့ပေါက်လာမယ်ဝက်ကလေးပေါက်လာတဲ့အချိန်ကျရင်ညက်ပတ်နေတဲ့နို့သီးတွေနို့တိုင်းတွေချီးပြေနေတဲ့နို့တွေပေးဆိုးလို့မရဘူးအဲ့ဒါကဝန်လျှောခြင်းမလျှောခြင်းကအကြက်ရဆပြီးစကားပြောတယ်เนาะအဲ့ဒါတီးဖို့လိုရယ် ဒါဒါဒါတွေကပေါက်တော့မှာเนาะပေါက်ခံနီးနေဒါခုနေကပေါက်ထားတာเนาะတော့နေကပေါက်တာပေါက်ထားပြီဆိုတော့ねသူကအနွေးပေးထားမှာစောင်းလေးခင်းထားပေးမယ်เนาะဒီစောင်းကကိုယ့်ရောက်ကာယဖြစ်နေပြန်ခင်းပေးเนาะဒီကအနွေးပေးအများအနွေးပေးပြီးတော့လောက်ထားပေးရမှာเนาะဒါပေါက်ထားတာဒါသုံးရက်သားမပြည့်သေးဘူးเนาะဒါ၃ရက်တာအကူရော၄ရက်သားကြာအမိဖြတ်မယ်เนาะ၂ရက်ညက်မယ်မာကင်ပေးမယ်เนาะမနေ့ပြန်ဆက်ပြီးတော့အမိဖြတ်မယ်မာကင်ပေးမယ်เนาะ ဟိုဘယ်ဝက်မှပေါက်တယ်ဘယ်ဝက်သူ့နဲ့ပေါက်ထားတာလဲနော်ဒီမှာရှိမယ်ပြီးကြရင်ဒီကောင်တွေကတားခွဲတော့မယ်နော်ဒီကောင်တွေတားခွဲတော့တားခွဲတော့မယ်ဆိုဝက်မကြီးကိုအစာစပြီးတော့ရှော့ရတော့မယ်ဘယ်နေ့ရက်နေ့မှတားခွဲမှလဲအိုက်ကတ်မှအမြဲတမ်းကြည့်ရမယ်ကြည့်ပြီးတော့အစာကျွေးတာဟုတ်ပြီဝက်မကြီးကိုဒီအစာကျွေးဖို့အတွက်ကလေးနေလားများလားကလေးများတယ်နိုးဆွဲများတယ်ဝက်မကြီးပိတ်နေဆိုအစာကိုကျွေးမယ်3ကေဂျီစားလဲကျွေးမယ်နော်2ကေဂျီခွဲစားလဲကျွေးမယ်နော်တနေ့ကို3ချိန်လောက်ထိကျွေးမယ်အရန်ပိတ်နေ လူဆွဲများနေတဲ့အချိန်မှာတားခွဲတော့မယ်ဆိုရင်ပြန်လျှော့မယ်တက်သူပိန်ကျင်တလောက်ပိန်ပြန်လျှော့မယ်ဒါဆိုနို့အိမ်တင်းပြီးတော့ရောင်ပြီးတော့မနေစေဘူးရအတွက်နော်တားအဲ့အဲ့အမှားပါဗျာနော်အဲ့ဒီအတွက်ကြောင့်မို့တားခွဲမှနဲ့ဝိုင်းနဲ့မတူဘူးဒီကောင်စစ်ကမယ်ဒါရီဆိုလို့ရှိရင်ဟိုနေ့ကပါတီကောင်တွေလည်းအထူးတူပဲတရက်ထဲပေါက်တာဟိုဘက်ထိတ်ကအောင်နဲ့နော်လေးရက်ပြည့်အမီးညက်မဲ့နရွက်ဖြတ်မယ်နော်နရွက်မှာမာကင်ပေးမယ်လေးရက်ပြည့်နော်အခုကအခုတော့မလုပ်သေးဘူးနော် ဒါတကောင်မဒါပေါက်တော့မှာဒါကအကြောင်းမျိုးမျိုးကြဒီကောင်ဆားပေါက်တဲ့အချိန်ကလေးနဲ့ရက်စောပြီးပေါက်တယ်အကိုတို့နှစ်ကောင်ပဲလာကြတယ်နော်ရက်လာစောပြီးပေါက်တယ်နှစ်ကောင်ပဲလာကြတယ်နှစ်ကောင်ပဲလာကြတဲ့အကြောင်းဒီဝမမျိုးအစာစားကျင်တိုင်းကျွေးလို့မရဘူးသူ့အကြောင်းထိန်ကျွေးရတော့မှာနော်အကိုပြတ်သွားပေါက်လာမတရားပိတ်ကျွေးလိုက်တဲ့နိုးစာတွေထည့်ကျွေးရဆိုမင်းနေပါးထည့်ကျွေးရဆိုလို့ချင်းကျန်တဲ့နိုးတွေကလွတ်နေတယ်လွတ်နေတဲ့နှုတ်အုံတွေရောင်လာပြီးတော့အလကားနေမှာပြည့်သူနှုတ်အဲ့ကျန်တဲ့ဟာတွေတိမ်းသွားဖို့လိုတယ်ကလေးစို့နေတဲ့နှုတ်ပဲတကားကြံခဲ့မှာ เนาะအကိုပြတော့သူ့ကိုအာဟာရအရင်ပြည့်အောင်တွေးပြည့်လို့မရဘူးတွေးပြည့်ရင်ခဏလေးနဲ့ကလေးအရွယ်မြောက်သေးပဲနဲ့ပြန်ဆော့ရင်လည်းဆော့ပြစ်တယ်သူတို့ကနံပါတ်1တစ်ချက်ကနံပါတ်2တစ်ချက်ကနှုတ်အုံတွေတီးပြီးရောင်ပြီးတော့နှုတ်အုံရောင်တယ်အကျိတ်ဖြစ်တယ်ဆိုတော့ပြဿနာတွေဖြစ်တတ်တယ်ဟဲ့နော်ဒါဒါလေးသတိထားဖို့လိုပဲเนาะဒါဆိုလို့ရှိရင်ဒီကောင်နေဆိုလို့ရှိရင်ခွဲတော့မယ်เนาะဒီကောင်ဒီကောင်ခွဲတော့မယ်အကိုတို့ကเนาะဒီကောင်နေဆိုတားခွဲတော့မယ်တားခွဲတော့မယ်အတိုင်းတားခွဲတော့မယ်ဝမကပိတ်နေနှုတ်ဆွဲတယ် သူ့အချိန်တိုင်းမှာငကုံတော့တိုးကြွေးထားပြီးသားဒီချိန်တားခွဲတော့မှဖြစ်တဲ့အတွက်ကြောင့်တားခွဲဖို့နှစ်ရက်သုံးရက်အလိုကလေးကနေပပချင်းပြတ်လျှော့ထားတယ်အဲတကီကြီးလောက်ပဲကြွေးမယ်မနှက်ပြန်ဆိုလို့ရှိရင်ဒါဥစား0.7 0.8ပေါ့အဲ့လလောက်ပဲကြွေးမယ်တားခွဲမဲ့နေကြလို့ရှိရင်အကိုကမနှက်ပြန်လို့တားခွဲတော့မယ်ဆိုဒီနေ့ညနေကျရင်0.5လောက်ပဲကြွေးရမနှက်အစာမကြွေးတော့ဘူးအစာမကြွေးတော့အရွက်စိမ့်မဲ့ကြွေးရဝက်ကလေးတွေကအခုအစာကောက်တက်နေအဲ့အစာကိုလုံးဝဖြတ်ပလိုက်နော်ဒီအစာကိုလုံးဝဖြတ်လိုက်ဒီအစာကိုဖြတ်ပြီးရင်ကိုရောဘာလုပ်မလဲဆိုလို့ရှိရင်ဒီဝက်မကြီးကို ဒီဒီကလေးတွေကိုအစာသူတို့ကအစာမကောက်ရတဲ့အတွက်ကြောင့်မလို့နို့ကိုပိတ်ဆို့ဘူးဝမ်မကြီးကလည်းအစာမကျွေးတာဘူးမကျွေးတာတော့ရှိသမျှနို့ကုံတို့အကုန်လုံးပေးဆွဲလိုက်တာနော်ဝမ်မကြီးကိုအစာမကျွေးဝက်ကလေးကိုအစာမကျွေးဘူးဝက်ကလေးကိုဒီနို့ပဲပေးဆော့တယ်ရေဘာပါပိတ်ပစ်တယ်နော်ဝက်ကလေးကိုရေမတောက်လို့မရအောင်ရေဘာပါပိတ်ပစ်ရဘာလို့သူရေတော့မတောက် တော့မအေနို့ကိုပဲဖိတော့အဲ့ချိန်မှာမအေရဖွက်လာပြီနို့ကိုတအားနေနော်သူဒဏ်ပစ်မှန်းလာပြီဒီဒီအဲ့ဒီနေ့တည့်ရက်မှာတော့နော်အဲ့လိုအပီးသူတို့ပေးဆွဲပြီးပြီဆိုတော့ကြတော့မှာ နောက်တည့်ရကျရင်ဆွဲထုတ်လိုက်တယ်ဟိုဘက်ရောက်တယ်အဲ့နှစ်တစ်နှစ်လုံးမှသူ့ကိုအစာမှာဆိုတော့အတီးနန်းအတီးရွက်နော်အရွက်စိမ်းဒါပဲကျွေးနေရဒါပဲကျွေးနေသူ့ကိုအာဟာရအရင်ပြည့်တဲ့အစာတွေအကိုတော့မကျွေးတော့ဘူးနော်နှိုးစာတွေပါရင်မကျွေးတော့ဘူးအပိဟိုဘက်ကိုခွဲသွားမယ်ဟိုဘက်ကိုခွဲသွားပြီးအစာကိုလူလိုပေါ့ဝင်းထဲမှာအစာမရှိတဲ့လူတယောက်ကိုအစာစဝါးယူတကျွေးလို့မရဘူးဖြည်းဖြည်းချင်းပြန်ကျွေးပြီးပြန်တင်လာမယ်နော်သူမဆော့မချင်းမှအကြိုက်ပြန်ကျွေးမယ်သူမဆော့သေးဘူးဆိုလို့ရင်တကွဒီနေ့စပြီးခွဲတယ်ဟိုဘက်ထိတ်ကိုရောက်တယ် ရောက်တဲ့အချိန်မှာဒီနေ့မှာ0.5 G ရဲ့အနောက်တစ်ချိန်က0.7 G ဒီမျိုးဒီတစ်ချိန်မှာ0.5 G ရဲ့နောက်တစ်ချိန်ကျရင်0.7 G ရဲ့နောက်တစ်ချိန်ကျရင်1 kg ကျွေးမယ်နောက်တစ်ချိန်ကျရင်စားနိုင်1 kg ကျွေးဲကျွေးမယ်နောက်တစ်ချိန်ကျရင်2 kg ကျွေးမယ်စားနိုင်သေး2 kg ကျွေးကျွေးကျွေးမယ်ဆော့တဲ့နေ့မှာအစာကိုပြန်ထိန်းထားမယ်ပြန်လျှော့ပြစ်တာမဟုတ်ပြန်ထိန်းထားတာပုံမှန်ကျွေးတဲ့အတိုင်းပဲကျွေးတော့မယ်ပုံမှန်ကျွေးတဲ့အဲနော်အခုပြတော့ပေါ့လားမြေနော်ဆော့တဲ့နေ့အဲ့လိုအဲ့လိုလေးတီးဖို့လို့နော် ဒါလေးဆိုပေါက်ထားဒီကောင်ကနှစ်ရက်သားရှိပြီနော်ဒါပေါက်ထားနှစ်ရက်သားအကိုတို့ကပထမရက်မှာအပူပေးဒီဒီကန်ထဲမှာအနွေးပေးတဲ့ကန်ထဲမှာပထမတစ်ရက်မှာမိခင်ကြီးရဲ့ဒီမအေဝမ်းနဲ့ထွက်လာတဲ့အချိန်မှာအဲ့ဒီတెంပရေချာနဲ့ပြောင်းလဲမှုမရှိအောင်လို့ဒီထဲမှာအနွေးပေးထားတယ်အကိုပြောတော့ပေါက်လာမသိဘူးနော်ဒီထဲမှာပါဆိုမအေထဲကခဏကွယ်ထွက်လာတဲ့အပူချိန်နဲ့ညီမျှအောင်လို့ဝက်ကလေးတွေအေးပတ်သွားမှဆိုလို့ပြီးရင်တစ်ရက်လောက်ဒီကောင်နေပြီးပြီဆိုတာနဲ့အကိုကဒီပုံမှာပဲချလိုက်တော့တယ်အနွေးဒီမှာပေးထားတယ် နော်ဒီ work ကလေးတွေကိုလက်မတန့်ရှင်းတာနဲ့လုံးဝကင်လို့မရမကင်နဲ့ကင်ချီပန်းမှာဒီ work ကလေးတွေခဏခဏလာကင်ဟိုလုံးနေစော့နေချီပန်းမှာသူကနဲ့သူတဘာဝအတိုင်းအကိုလို့ထားမယ်တဘာဝအတိုင်းဆိုတာဗာလဲဆိုအကိုတဘာဝတော့မဟုတ်သူ speed နဲ့အတိုင်းထားရင် work ကလေးတွေသူလန်းလန်းစင်းစင်းပြီးတော့ရှင်မတုံတော့ချီပန်းနေဆိုတာရှားတယ်နော်တချို့ကြောင့် work ကလေးအရင်ချစ်လို့တော့အဝက်ကလေးကပြစ်လို့တော့ပြီးဝက်ကလေးတွေစိုးရိမ်လို့တော့ခဏခဏကောက်လိုက်တည်လိုက်စေအဲ့မှာမင်းတို့လက်ကမတန့်တာနဲ့တကောင်ချီပန်းတော့နော် โอเคเนาะအဲ့တော့ဝက်ကလေးတွေကအကောလို့ခေးစားဒါမိနစ်တစ်ဖြည်းဖြည်းဒါအကြမ်းမြင့်ပေါ့ဒီနေ့ရောက်လာပြီးတဲ့အချိန်မှာဒါအကြမ်းမြင့်တိဖို့လိုတယ်ဝက်တွေဆိုလို့ရှိရင်ဒီထဲမှာအဖြူမှာနှစ်မျိုးရှိမယ်ဒါတတော့အကြမ်းမြင့်မှာဒါအဖြူမှာနှစ်မျိုးရှိမယ်เนาะပြီးအနီရှိမယ်ပြီးအမဲ6လောက်4ဘက်ဖြူပါရှိမယ်အခု channel မှာเนาะပြီးကြလို့ရှိရင်အကွက်ကြားရှိမယ်เนาะအကွက်ကြားအဲ့လိုအကွက်အကွက်အကြားတွေရှိမယ်ပြီးကြလို့ရှိရင်ဘိုးဘက်မှာတော့ပြီးတော့ဒီအဲ့စားမဲမဲကြီးတစ်ခုလုံးမဲတူပြီးတော့နရွက်တစ်စစ်ချိုးနေတဲ့កောင်ရှိမယ် အခုပြောတော့ပါနော်အဲ့ဒီဟာကိုအယောင်တွေအရင်လိုက်ကြည့်ဩငါတို့ချက်မှာအယောင်အဲ့လောက်ရှိပါလားအဲ့ကနေမှဘယ်အယောင်ကဘာမျိုးလဲဆိုတော့ဒါတို့လိုက်ကြဘယ်အယောင်ဘာမျိုးလဲဘယ်အယောင်ဘာမျိုးအဲ့ကြောင့်အခုတို့ဒီဝက်ချန်လာလောက်တယ်ဆိုတာ တခြားချန်နေလို့အလုတ်ကမားလာလောက်တယ်ချီးကျုပ်ဝင်ပြီးရောအစာကျွေးတယ်ပြီးရောဆိုရင်အခုစီမှာမလုံနိုင်အခုပြောတာနော်အခုပြောတာသဘောပေါက်လားမသိမင်းတို့ချီးကျုံနိုင်ရပြီအစာကျွေးတဲ့ရပြီပြီးထွက်တော့မှကိုယ့်ကကိုယ်ဝက်တော့မွေးမှာစေမလုံနဲ့ညီလွယ်တယ်အဲ့ဒါဘယ်နေရာမှာတင်တင်ရအောင် နော်တကယ်ဟိုနီးစနစ်တကျဖြစ်ပေါ်ရအတွက်လို့နော်ဒီကေနော်